တောနတ်ထဲကနေနေညအခန်းတမျက်စီလေခြင်းမိုးကြီးနေသည့်ညတွင် မောင်နီအသက်25နှစ်အတွေ့အကြုံရင်မူဆိုသည်ဘကူးယုံမတော်တွင်တမင်ကလေးတစ်ကောင်နောက်ကိုလိုက်ရင်တစ်ပင်များပေါ်တွင်အဖြူရောင်ဝိဆတ်များချိတ်ဆွဲထားသည့်ရွာတရွာကိုတွေ့ရှိသည်ရွာဝင်၌အဖိုးအိုတဦးကနေခင်းမှလာပါညဘက်မှာအဲ့ခံမှုအစင်သည့်မဖြစ်သေးဘူးဟုပြောတော်လဲမောင်နီကမိုးချုံမိအတွက်ဝင်ခွင့်တောင်းသည်အခန်းနှစ်နေဘက်ရွာ နေလေခင်ဤရွာသည်ပုံမှန်အတိုင်းဖြစ်နေ၏ကလေးများကစားနေခြင်းမျိုးသမီးများရေခတ်နေခြင်းအဖိုးအိုများလက်ဖက်ရည်တောင်းနေခြင်းတို့ကိုတွေ့ရသည်သို့သောမောင်နှင်တတိထားမိသည်မှာရွာသူများ၏လက်ကောက်ဝတ်တွင်အနီးရောင်ကျိုးများစီးထားခြင်းအိမ်များ၏တကားပေါင်တွင်မိခိုးရောင်အမှတ်သားများကလေးများ၏အရေးများမပါခြင်းအခန်း၃နေဝင်ခြင်း နေမဝင်မီရွာသူကြီးဥဖိုးစိန်ကမောင်နီအားညဘက်မှာအိတ်ခမ်းထဲမှာပဲနေပါဘာမှမမြင်ချင်အောင်ဆောင်ပါဟုတတိပေးသည်ညနေ6နာရီချိန်တွင်ရွာသားအလုံးအိမ်တွင်းသို့ပြေးဝင်ကြသည်မောင်နီမနာခံပဲတရင်ပေါက်မှကြည့်မိရာရွာသူများအသားရေဖြူပွေးလာပြီးလက်သေးများရှည်ထွက်လာခြင်းကလေးများမျက်လုံးမဲများဖြင့်လမ်းလျှောက်နေခြင်းကျွာလဲရှိတစ်သားဘောဒီပင်အောက်တွင်အယိုးစုများနှင့်အိုးစီများစီထားခြင်းအခန်း၄ညဘက်စီဝေး ည7နှစ်နာရီတွင်ဂျွာသားအားလုံးဘောဒီပင်အောင်နိုင် စုဝေးကြသည်ဥပိုးစိန်ကလန်ဒန်ဖြင့်မြေကိုထိုးပြီးဒီနှစ်ဧည့်သည်တယောက်ရသည်ဟုဟောသည်ထိုခါရွာသူများကကောင်းသည်အိမ်ကိုဝိုင်းလာကြသည်မောင်နီထွက်ပြေးရင်တောထဲမှအဖိုးအိုဟောင်းနှင့်တွေ့သည်အဖိုးကဒီရွာက1886ကကိုလိုနီတွင်တပ်ပစ်လိုက်တဲ့ဆုံးတွေရဲ့ရွာသူတို့မနေတော့ကလို့နေဘက်မှာလူသားပုံပြန်ဖြစ်ဖို့ဧည့်သည်ရဲ့အသက်လိုတဲ့ဟုရှင်းပြသည်အခန်းငါနက်နက်ချင်းချင်း မောင်နီသည် အဖိုးပြသည့်ရွာအနောက်ဘက်ကကြောက်ကူထဲဝင်ပြီးနနက်အယုံတက်သည့်အထိပုံးခိုခဲ့သည်နနက်တွင်ပြန်ကြည့်လိုက်ရာရွာတစ်ရွာလုံးမီးလောင်ပျက်စီးနေသည့်အပြင်အဆင်ဖြင့်တွေ့ရသည်ရွာအလဲရှိ body paint ၏အမြင့်များအောက်တွင်လွန်ခဲ့သည့်တရနှစ်ကလူသားများနှင့်ယမန်ညကရွာသူများ၏အနီရောက်ကျူးများကို တွေ့ရှိရသည်စက်သိန်း တလအကြာတွင်မောင်နှီးပြန်လည်ရောက်ရှိလာသောအခါရွာဟောင်းနေရာတွင်ဖြစ်ပင်များသာပေါက်နေပြီးညဘက်တွင်အနီရောင်ကျူးများချိတ်ဆွဲထားသည်ကိုမြင်တွေ့ရသည်